ဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Q Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Channel လေးကနေဒီကနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့မင်္ဂလာဆောင်ပြီးနောက်ရက်မှာပဲကိုုံရှိလာလို့ပြည်နေနဲ့ခံခဲ့ရတဲ့မိဘများလို့အမိရတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာဆိုရင်တော့ Channel လေးကို Like and Subscribe လေးပြုလုပ်ပေးသွားဖို့ကိုမြတ်တရရခင်ကျမရဲ့ရှင်။အားလုံးပြီးသွားပြီဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ချင်ပါရဲ့နော်။ တစ်ချိန်လုံးကပေါ့မိုးရီသိကြီးမေကြီးရွာနေတဲ့ညတကောင်ရဲ့အချိန်မှာဘယင်မင်းမြတ်တပါဟာရတိကြီးတပါရဲ့တင်းရွက်မူတဲလေးအပြင်ဘမလက်အုပ်ချီပြီးဒူးထောက်တောင်းမနေခဲ့ပါရဲ့အရှင်ရတိဖျားတပည့်တော်ကိုအဲ့ဒီလိုတော့မပြောပါနဲ့ဖျားတပည့်တော်ရဲ့ဆင်းရဲဒုက္ခကိုနားလည်ပေးပါ တပည့်တော်သာသမီတယောက်လောက်တော့လူချင်းမာရဲ့ဖျားဒီအခါမှာရတိကြီးကသူ့ရဲ့မျက်လုံးတွေကိုမိထားရှင်နေအိုးမင်းကြီး တင်ဟာဘရင်တပါဖြစ်လာမယ်တိုင်းပြည်ကိုအုပ်ချုပ်ရလိမ့်မယ်ဒါပေမဲ့ဖခင်တယောက်တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒါဟာမင်းရဲ့ကံကြမ္မာမှာရေးထိုးပြီးသားပဲမင်းဟာတာသမီချစ်ချင်းမြတ်တာကိုဘယ်တော့မှခံစားရမှာမဟုတ်ဘူးအရှင်ဘုရားအခြားနီလန်လီများမရှိတော့ဘူးလားဘုရားတာသမီမရှိရင်တပည့်တော်ရဲ့မျိုးဆက်ကပြတ်တောက်သွားပါလိမ့်မယ်တပည့်တော်ဘွားကြီးလုံးဝပျက်စီးသွားမှာပါဘုရားဒီအခါမှာယသိကြီးကရှီမောလိုက်ပြီးတော့ မင်းဟာမိမဆေးရောင်နဲ့လက်ထပ်ပြီးရစ်ပူစော်ပွဲတွေဘလောက်ပဲလှုပ်လှုပ်မင်းရဲ့မျိုးဆက်ကရှင်းဆက်တူမှမဟုတ်ဘူးမင်းဟာဖခင်တယောက်ဘရောင်းမှဖြစ်လာမှမဟုတ်ဘူးလို့နောက်ဆုံးစကားကိုမိန်ချန်လိုက်ပါတယ်အဲဒီစကားကိုကြားတော့မင်းကြီးဟာမြေပြင်ပေါ်မှာဒူးထောင်ရင်းခြိုက်ကြီးတငင်းနဲ့ငိုကြွေးလီတော့တာပေါ့အချိန်တွေကုန်လွန်ပြီးသုံးနှစ်တောင်ကြာသွားခဲ့ပါတယ်မင်းကြီးတေစာဟာမိဖုရားနှစ်ပါးနဲ့လက်ထပ်ထိမ်များခဲ့ပေမယ့် ရတေကြီးရဲ့ဂျိန်စာအတိုင်းပဲသူ့မှာသားသမီးတယောက်မှမရခဲ့ပါဘူးတဲ့တိုင်းပြည်တစ်ခုလုံးလဲမျောလင့်ချက်ကင်းမဲ့ပြီးတော့ခြောက်ကက်နေခဲ့ပါတယ်တနေ့မှာတော့အမတ်ချုပ်ကြီးဟာမင်းကြီးစီကိုအပြည့်အလွှာရောက်လာခဲ့ပါတယ်အရှင်မင်းကြီးတိုင်းပြည်ထဲကရွာရီမောင်းထူးဆန်းတဲ့စကားတွေထွက်ပေါ်နေပါတယ်ဗျာဘာရဲလဲအမတ်ကြီးငါရဲ့ပြည်သူတွေကငါ့အကြောင်းကိုဘာတွေပြောနေကြတာလဲအရှင်မင်းကြီးအတွက်ဒီစကားတွေက ကြောက်လို့တင့်တော်မှာမဟုတ်ပါဘူးဗျာမဟုတ်ဘူးအမကြီးငါရဲ့ပြည်သူတွေကငါရဲ့ကိုရမှာအစိတ်စကားတွေပြောနေတယ်ဆိုရင်တော့ငါတိကိုတိမှာဖြစ်မယ်ဒီလိုနဲ့မင်းကြီးတေစာဟံတောင်မဲ့အရတာတယောက်လိုအသွင်ယူပြီးတော့ရွာရေးစီကို ထွက်လာခဲ့တော့တာပေါ့သူရွာရေးကိုရောက်တော့လူတစုစကားပြောနေရကို ကြားလိုက်ရပါတယ်ဟာငါတို့ရဲ့ဘီရင်ကသူ့ရဲ့မျိုးဆက်ကိုတော့ဆက်ခံမဲ့သူမရှိဘူးတဲ့ဟုတ်ပါ အမွေစက်ခံမဲ့သူတော်မွေးမပြီးနိုင်တဲ့ဘရင်ကငါတို့အတွက်ဘာအသုံးကြမှာလဲမင်းပြောတာမှန်နေငါတို့ဘရင်ကခလေးတယောက်တောင်မမွေးနိုင်ဘူးနဲ့သူ့ကိုယ်သူကြီးမြတ်တယ်လို့ထင်နေရသူ့နောက်မှာထီးနှံကိုစက်ခံမဲ့သူမရှိရင်ဒီအတိုင်းပြည်ကြီးကဘာဖြစ်သွားမလဲအဲ့ဒီစကားတွေဟာမင်းကြီးရဲ့နှလုံးသားကိုဒါအစင်းတရားနဲ့ထိုးဆိုင်လိုက်သလိုပါပဲဖះဖះငါဘလို့အဖြစ်မျိုးကိုများကျူးလွန်မိကြလို့ဒီလိုစကားတွေကိုကြားနေရတာလေငါရဲ့ပြည်သူတွေက ငါမျက်နှာရှိမှာတော့အရှင်မင်းကြီးလို့ခေါ်ပြီးကိုရာမှာတော့ငါ့ကိုဒီလောက်တောင်အတရေဖြစ်နေကြပါလားမင်းကြီးဟာဘာမှပြန်မပြောတော့ပဲအဲ့ဒီနေရာကနေတိတ်တဆိတ်ထွက်ခွာလာခဲ့ပါတယ်သူဟာလမ်းတော်ကိုမပြန်တော့ပဲငူကြွေးရင်နဲ့တောနယ်ကြီးတဲ့ကိုခြေဦးတရားလျှောက်သွားနေမိရောတယ်သူ့ရဲ့ခြေထောက်တွေက သူ့ကိုရေကန်ကြီးတစ်ခုရဲ့ကန်းဆက်စီကိုခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီနေရာမှာပဲသူဟာ တယောက်တည်းထိုင်ပြီးရှိုက်ကြီးတငင်ကိုကျွေးနေခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲအင်းကြီးချင်းတိုင်ပြီကမင်းသမီးလေးအဝန်တီဟာအမေလိုက်ရင်နဲ့အဲ့ဒီနေရာကိုဖြတ်သွားခဲ့ပါတယ်။သူမဟာငိုကျွေးနေတဲ့မင်းကြီးကိုမြင်တော့အံ့ဩသွားခဲ့ပါတယ်။ဟမ်ဒီလူကဘသူလဲ။ဘာလို့ဒီလောက်တောင်မှငိုနေရတာလဲ။သူရဲ့ဝန်စားစီရင်ပုံကတာမန်လူတယောက်လို့မဟုတ်ဘူး။ငါအနောက်ကိုသွားမိကြည့်မှာပဲ ီလိုနဲ့မင်းသမီးအဝွန်ဒီဟာမင်းကြီးတေဇာရဲ့အနာကိုချင်းကပ်သွားခဲ့ပါတယ်။အရှင်အသည်မသူပါလဲ။ဒီလိုလူသူကင်းမိတဲ့တောအုပ်ထဲမှာဘာဖြစ်လို့တယောက်တည်းထိုင်ပြီးမျက်ရည်ကျနေရတာပါလဲ။မင်းကြီးတေဇာဟာသူ့ရှေ့မှာရောက်နေတဲ့နေသမီးကလေးတစ်ပါးလိုချုံမော့လှပတဲ့မင်းသမီးကလေးကိုမြင်တော့ခဏတားများမြင်တက်သွားခဲ့ပါတယ်။သူကငါ့ရဲ့နာကျင်မှုတွေကိုကူစားပေးဖို့များရောက်လာတာလား။အကျွန်ုပ်ဟာ ဒီတိုင်းပြည်ရဲ့ဘရင်တပါပါဒါပေမဲ့ဒီနေ့မှာတော့ကျွန်ုပ်ဟာကျိုးပေကြီးမွားနေတဲ့လူသားတစ်ယောက်ပါပဲရှင်ဘရင်တပါဖြစ်ပြီးတော့ဒီလောက်လောင်ကြီးကွင်းနေရတယ်ဆိုတာကိုမြင်ရတော့ကျမရဲ့စိတ်ထဲမှာမကောင်းပါဘူးရှင်ပြောပြနိုင်မလားဝလူနာခြင်းမှုမျိုးကများအရှိရဲ့နှလုံးသားကိုဒီလောက်တောင်မှစုပ်ပြေးသွားစေရတာလေမင်းသမီးရဲ့ကျင်နာတဲ့စကားတွေကြောင့်မင်းကြီးဟာသူ့ရဲ့ရင်ထဲကနာကျင်မှုတွေကိုဖွင့်ဟပြောမိပါတော့တယ်မင်းကြီးမှတ်ထားပါ ဒုက္ခဆိုတာဘလောက်ပဲကြီးမားနေပါစေအဲ့ဒီဒုက္ခကိုဝေမျှခံစားပေမဲ့မိษွေအစ်စ်တယောက်ရှိနေရင်တော့အဲ့ဒီဝန်တို့ဝန်ဘိုးကပေါ်ပါသွားတတ်ပါတယ်လို့မင်းသမီးကနှစ်သိမ့်လိုက်ပါတယ်သူရဲ့စကားတွေကမင်းကြီးရဲ့နှလုံးသားကိုအေးချမ်းသွားစေခဲ့ပါတယ်မင်းသမီးရဲ့စကားတွေကအကျွန်ုပ်နှလုံးသားကိုနှစ်ပေါင်းများစွာမရခဲ့တဲ့ငြိမ်သက်မှုကိုပေးစွမ်းနိုင်ခဲ့ပါတယ်ဒါနဲ့မင်းသမီးကရောဒီတော်ရီမှာဘာကြောင့်တယောက်တည်းရှိနေရတာလဲ ကျွန်မကအင်းကြီးချင်းတိုင်ပြီကမင်းသမီးအဝန်တိပါအမဲလိုက်တာကိုဝါသနာပါလို့နေတိုင်းဒီချိန်ဆို တော်ရဲကိုလာလေးရှိပါတယ်ကျွန်မကမင်းသမီးတပါဖြစ်လို့တတ္တိဆိုတာကကျွန်မရဲ့အကောင်းဆုံးလက်ဖို့ရင်နာပါပဲအဲ့ဒီနေကစပြီးသူတို့နှစ်ဦးဟာနေတိုင်းလို့လို့အဲ့ဒီရေကန်စမှာပဲတွေ့ဆုံပြီးစကားတွေပြောကြတော့တာပေါ့မင်းကြီးရဲ့ကြေးကွေးနေတဲ့နှလုံးသားဟာမင်းသမီးအဝန်တိရဲ့တင်နာမှုတွေကြောင့်တဖြည်းဖြည်းနဲ့ပြန်လဲသက်သာလာခဲ့ပါတယ် တနေ့မှာတော့မင်းကြီးကမင်းသမီးကိုအဝန်ဒီမင်းရဲ့ကျင်နာမှုမင်းရဲ့တတိနဲ့မင်းရဲ့နှွေးထွေးမှုတွေအားလုံးကငါရဲ့နှလုံးသားနဲ့တိတ်ကိုနီးစပ်လွန်ပါတယ်။အခုဆိုရင်မင်းမရှိဘဲနဲ့ငါဘဝကမပြည့်စုံတော့သလိုပါပဲ။မင်းငါဘဝရဲ့အေးအတူပူမြတယောက်ဖြစ်ပေးနိုင်မလား။ငါရဲ့မိဘအဖြစ်နဲ့ငါဘဝရဲ့လိုအပ်နေတဲ့အပိုင်းစာလေးကိုဖြည့်ဆည်းပေးနိုင်မလား။မင်းသမီးအဝန်ဒီကလည်းဒါဟာကျမအတွက် အလွန်ကြီးမားတဲ့ကောင်းချီးမင်္ဂလာတစ်ခုပါပဲအရှင်မင်းကြီး။ကျမအရှင်ရဲ့ဘေးမှာ အမြဲတမ်းအတူရှိနေပြီးဘဝရဲ့အခက်အခဲမှန်သမျှကို အတူတကွရင်ဆိုင်သွားပါမယ်လို့ကတိပေးလိုက်ပါတယ်တဲ့ဒီလိုနဲ့ပဲသူတို့ချစ်သူနှုတ်ဦးဟာလက်ထပ်ထိမ်းမြလိုက်ကြပြီးတော့နန်းတော်ကိုအတူတူပြန်လာခဲ့ကြပါတယ်အမဲချုပ်ကြီးကမင်းကြီးရဲ့ဘေးမှာမိဖုရားအစ်တစ်ပါးပါလာတာကိုမြင်တော့အရှင်မင်းကြီးဘာအကြောင်းကြားချင်းမှမရှိပဲတတိယအကြိမ်မြောက်လက်ထပ်လိုက်တာလားဖေဟုတ်တယ်အမဲကြီးသူကမင်းသမီးအဝန်ထိပဲသူမဟာငါ့ရဲ့နှလုံးသားကို ငြိမ်းချမ်းမှုပေးနိုင်တဲ့တူတီသောသူပဲဒါဆိုရင်တော့ဒီတစ်ခါမှာအရှင်မင်းကြီးသားသမီးရတနာထွန်းကားနိုင်ပါစေလို့ကျွန်တော်မျိုးဆုတောင်းပေးပါရယ်ဗျာဒါပေမဲ့နန်းတော်ထဲမှာရှိနေတဲ့မင်းကြီးရဲ့မိဖုရားနှစ်ပါးကတော့မိဖုရားအသေးအမွန်တီကိုမြင်တော့မနာလိုအမွန်တို့စိတ်တွေတောက်လောင်လာခဲ့ပါတယ်။ "तू ကငါတို့ထက်ပိုလာတယ်။ဒါကြောင့်ပဲမင်းကြီးက तू အချစ်မှာနင်မုန်းနေရ။ငါ तू ကိုဒီနန်းတော်ထဲမှာကြာကြာနေဝင်ပေးမှာမဟုတ်ဘူး။ဒီနေရာက तू နေရာမဟုတ်ဘူး။ဟုတ်တယ် သူဒီမှာဆက်ရှိနေငါတို့ချင်းတွေကပြက်ကွယ်သွားလိမ့်မယ်သူ့ကိုဖေးရှောင်းမှာဖြစ်မယ်မင်းကြီးတေစာနဲ့ပြည်ပြားအဝန်ဒီတို့ဟာလက်ထပ်ပြီးနောက်တနေမနက်မှာပဲနန်းတော်တစ်ခုလုံးဟာပျော်ဝဲရွှင်ပွေတွေနဲ့စူညံနေခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုတွေဟာကြာရှည်မခံခဲ့ပါဘူးမိဖုရားအုံမွန်ဒီဟာနန်းတော်ဥယျာဉ်မှာလမ်းလျှောက်နေရင်းနဲ့ရုတ်တရက်မူဝေသွားပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်မိဖုရားမိဖုရားဘာဖြစ်တာလဲ အပြိုတော်တွေရဲ့အော်ဟစ်တန်တွေကြောင့်မင်းကြီးဒေဇာဟာအပြေးအလွှာရောက်လာခဲ့ပါတယ်။သူဟာတတိလီနေတဲ့သူ့ရဲ့ချစ်စနီးကိုပွေချီပြီးတော့အဆောင်တော်ရင်းကိုအမြန်ဆုံးခေါ်ဆောင်သွားခဲ့ပါတော့တယ်။ပြီးတော့နန်းတွင်သမားတော်ကိုချက်ချင်းခေါ်ယူစီပြီးတော့စစ်ဆေးစီခဲ့ပါတယ်။မင်းကြီးဟာအဆောင်တော်ထဲမှာစိုးရင်တကြီးနဲ့ဟိုဒီရှောက်နေခဲ့ပြီးတော့မိဖုရားကြီးနှစ်ပေါင်းကတော့ဟန်ဆောင်ပန်ဆောင်စိုးရင်ပြနေပေမဲ့သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ ျေနပ်မှုအရှိန်အယောင်တွေထင်ဟပ်နေခဲ့ပါတယ်။တမတော်ကြီးဟာမိမယအဝန်ဒီကိုအချိန်အတော်ကြာစမ်းသပ်စစ်ဆေးပြီးရဲ့နောက်မှာတော့မယုံနိုင်လောက်အောင်အန်အော်ရဲမျက်နှာနဲ့မိန်းကြီးကိုရှောက်တင်လိုက်ပါတယ်။တမတော်ကြီးဘာဖြစ်လို့ဘာမှမပြောဘဲတိတ်နေရတာလဲ။ငါရဲ့မိဖုရားဘာဖြစ်တာလဲ။အရှင်မင်းကြီးမိဖုရားအဝန်ဒီဟာကုံဝန်ဆောင်နေပါတယ်ဗျာ။ဘာ?ကုံဝန်ဟုတ်လား။ဒါမင်းငါတို့လက်ထက်တာမှမနေရမှာလေ။ဒါဘလို့ဖြစ်နိုင်မှာလဲ။ အရှင်မင်းကြီးကျွန်တော်မျိုးဟာတသက်လုံးယောဂါပေါင်းများစွာကိုကုသလာခဲ့တာပါကျွန်တော်မျိုးရဲ့အမြင်ကဘရုံးမှမမှားနိုင်ပါဘူးဒါဟာအမှန်တရားပါပဲမိဖုရားကုံဝန်ရှိနေပါပြီအဲ့ဒီစကားကိုကြားတော့ဘေးမှာရှိနေတဲ့မိဖုရားကြီးနှစ်ပါးကချက်ချင်းပဲဝင်ပြောတော့တာပေါ့အရှင်မင်းကြီးဒီကလေးဟာရှင်ရဲ့ရင်သွေးဘလို့မှမဖြစ်နိုင်ပါဘူးသူကမနေ့ကမှဒီနန်းတော်ကိုယောက်လာတာဒီနေ့ကျတော့ကုံဝန်ရှိနေပြီတဲ့ဒါဟာထင်ရှားနေရပါပဲ သူကတခြားတယောက်နဲ့ဖောက်ပြန်ပြီးရလာတဲ့အချက်ကွေးချင်းကိုတည်နှံတော်ထဲကြီးတဲဆောင်လာတာပဲဖြစ်ရမယ်။အဲ့ဒီတဲ့င်းဟာနန်းတော်ရဲ့နေရန်တွေကနေတဆင့်မီးလိုပဲတတိုင်းပြည်လုံးကိုပြန့်နှံ့သွားခဲ့ပါရဲ့။ကြားကြပြီးပြီလား။ပြီးပြားတဲ့ကတရက်တည်းနဲ့ကုံကုံရှိနေပြီတဲ့။ငါတို့ပြည်ကကလေးမရနိုင်ဘူး။အခုတော့တရားမဝင်တဲ့ကလေးတယောက်ရဲ့အဖေလို့ခေါ်ခင်ရတော့မှာပဲ။ငါတို့ရဲ့အိမ်ရှိမင်းသားလောင်းကသွေးနှောတယောက်ဖြစ်တော်မှာပေါ့။ဒါငါတို့အားလုံးအတွက်အရှက်ရစရာပဲ။ ဒီလိုနေမင်းကြီးဟာအောင်ဝန်ဒီသတိပြန်ရလာတဲ့အခါမှာတော့သူ့ရဲ့မျက်နှာမှာ အချင်းတန်တရားနဲ့အရှက်တရားတွေရောထွေးနေခဲ့ပါတယ်။အောင်ဝန်ဒီငါ့ကိုအမှန်တိုင်းပြောစမ်းဒီကလေးကဘသူကလေးလဲဘသူရဲ့အပြစ်ကငါ့ရဲ့နင်းတော်တွေကိုရောက်လာတော့မှလဲအရှင်မင်းကြီးညီမအခုချိန်မှာဘာမှရှင်းပြလို့မရသေးပါဘူး။ဒါပေမဲ့ကျမကိုယုံကြည်ပေးပါအချိန်တန်တဲ့အခါမှာ အမှန်တရားကအလိုလိုပေါ်လာပါလိမ့်မယ်။တော်တော့ ငါနောက်ထပ်ဘာလိန်ညာမှုမျိုးကိုမှသီးမခံနိုင်တော့ဘူးမင်းကငါ့ရဲ့အချစ်ကိုအသေးရေဖျက်ခဲ့တယ်တတိုင်းမိလုံးရဲ့ရှေ့မှာငါ့ကိုရှက်ခွဲခဲ့တယ်ထိုစဉ်အမဲချုပ်ကြီးအပြေးလွှားရောက်လာပြီးအရှင်မင်းကြီးတတိုင်းပြည်လုံးကအရှင်ကိုလက်ညှိုးထိုးနေကြပါပြီကျွန်တော်တို့ရဲ့တုံဝင်ကုံတိတ်ခါတွေမိခသွားပါပြီဗျာလို့ရှောက်တင်လိုက်ပါတယ်မိဘကြီးနှစ်ပါးကသူ့ကိုနင်းတော်တွေကချက်ချင်းနှင်ထုတ်လိုက်ပါအရှင်မင်းကြီးသူဟာဒီနယ်တော့မှနေထိုင်ဖို့မထိုက်တန်ပါဘူးလို့ ကိတ်ထူလုံဆောင်ကြပါတယ်။မင်းကြီးတေစာဟာသူ့ရဲ့အချင်းနဲ့ပြည်သူတွေရဲ့ဖီးအားကြမှာနောက်ဆုံးမှာတော့ခြေကွေးဝင်ရဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။စစ်တီရောတို့မိဖုရားအောင်မွန်ကြီးကိုဒီနန်းတော်တွေကချက်ချင်းဆွဲထုတ်သွားကြစမ်းပြီးတော့တောင်းနဲ့ကြီးထဲကိုသွားပစ်ခဲလိုက်။အရှင်မင်းကြီးမလုပ်ပါနဲ့ဖျား။တောင်းဝင်ပါတယ်။ကျမမှာအပြင်းမရှိပါဘူး။ဒီကလေးဟာအရှက်ရစရာတစ်ခုမဟုတ်ပါဘူးလို့အောင်မွန်ကြီးကငိုယူတောင်းမဲ့နေပေမဲ့ မင်းကြီးကမျက်နှာလွှဲထားလိုက်ပါတယ်စစ်သည်တော်ရီဟာကုံဝန်ဆောင်အမျိုးသမီးတယောက်ဖြစ်တဲ့မိမယအောင်ဝန်ဒီကိုအတင်းအကျပ်ဆွဲခေါ်သွားပြီးတော့တောနယ်ထဲမှာတယောက်တည်းထားခဲလိုက်ကြပါတယ်သူမဟာအရာအလုံးကိုဆုံးရှုံးသွားခဲ့ပါပြီသူမဟာမျော်လင့်ချက်တခုအနေနဲ့သူမရဲ့ခမီးတော်ဘရင်ကြီးရှီယာတိုင်းပြည်စီကိုပြန်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမရဲ့ခမီးတော်ဘရင်ကြီးကလည်းသူမကိုမယုံကြည်ခဲ့ပါဘူးတဲ့သမီး မင်းကုံမရှိနေရဲ့ဟုတ်လားဒါဘလို့ဖြစ်နိုင်မလဲမင်းမင်္ဂလာဆောင်တာမနေ့တနေ့ကပဲလေအမှန်အတိုင်းပြောဒါဘသူကလေးလဲခမီးရောကျမရှင်းပြလို့မရသေးပါဘူးတော်တော့မင်းကငါတို့မျိုးရိုးကုံတိတ်ခါကိုမြေချပစ်လိုက်ပြီစစ်တီရောတို့ဒီအချက်ကွဲချင်းကိုနန်းတော်ထွဲကနှင်ထုတ်လိုက်ကြခင်မွန်ဖြစ်သူရောမိဘတွေကပါစွန့်ပစ်လိုက်တဲ့နောက်မှာတော့မိမရအောင်ဝန်ဒီဟာကုံဝန်အရင်အမနဲ့တော်အနဲ့ရွာအနဲ့မှာ ထီဦးတရားရှောင်းလန်းနေခဲ့ရပါတော့တယ်။သူမဟာဆာလောင်မိုးတိတ်နေခဲ့ပြီးတော့ပင်မနှွန်နေနေခဲ့ပါတယ်။ရွာတရွာကိုရောက်တော့ရွာသားတွေကသူ့ကိုမှတ်မိသွားကြပါတယ်။ဟေးကြည့်ကြစမ်း။ဒါနင်းတော်တွေကနှင်းထုတ်ခံလိုက်ရတယ်မိမယောင်းမဟုတ်လား။ဟုတ်တယ်ဟုတ်တယ်။တရားဝင်ကလေးကိုလွှဲထားတဲ့တယောက်လေး။ငါတို့ရွာမှာဒီလိုမျိုးသွေးညစ်တဲ့သူအတွက်နေရမရှိဘူး။သူ့ကိုဒီရဲကနေမောင်းထုတ်ကြ။ရွာသားတွေရဲ့မောင်းထုတ်ခြင်းကိုခံလိုက်ရပြီးရဲ့နောက်မှာတော့အဝန်ဒီဟာ အငငယ်ကြည်ခွေစွာနဲ့ဖယားကြောင့်ဆောင်တဆောင်ရဲ့လှေကတိတွေပေါ်မှာထိုင်ချလိုက်ပြီးတော့အလူကံဘွားကိုရောက်သွားခင်ရပါတယ်။ကျမဟာရပောင်းများစွာအစာမစားရသေးပါဘူး။ကျမဘိုက်ထဲကကလေးလေးလဲဖိုက်စာနေမှာပါလို့သူမကတောင်းပန်နေပေမယ့်ဘသူကမှသူမကိုလှည့်မကြည့်ခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာပဲဖယားကြောင့်ထဲကပုံနှံအိုကြီးတယောက်ထွက်လာခဲ့ပါတယ်။အလူခံနေရတာကိုမြင်ရတော့အလွန်တနာသွားခဲ့ပါတယ်။တမီး ငါနဲ့အတူငါအိမ်ကိုလိုက်ခဲ့ပါငါအိမ်မှာအိမ်မှုကိစ္စလေးတွေနည်းနည်းပါးပါးလုပ်ပေးပေါ့အဲ့ဒီစားငါကမင်းကိုနေစရာအိမ်နဲ့စားစရာအစားပေးပါမယ်မင်းနဲ့မင်းမွေးလာမယ်ခလေးအတွက် လုံခြုံစိတ်ချရမှာပါအာဝန်ဒီဟာသူ့အပေါ်သနာကျင်တော်မူပြတဲ့ပထမဆုံးလူသားကို တွေ့လိုက်ရတဲ့အတွက်မျက်ရည်တွေစီးကြလာပြီးတော့အရှင်ရဲ့ကျေးဇူးကိုကျွန်မတစ်သလုံးမမေ့ပါဘူးလို့ဆိုကောင်းပုံနာအူကြီးရဲ့အိမ်ကိုလိုက်သွားခဲ့ပါတော့တယ် အချိန်တွေကုန်လွန်ပြီးကိုလာကြတဲ့အခါမှာတော့မိဖုရားအာဝန်တီဟာချုံမောလှပါတဲ့တားယောက်ျားလေးတယောက်ကို ဖွားမြင်ခဲ့ပါတယ်။သူဟာတားလီရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာပဲသူခံစားခဲ့ရတဲ့ဒုက္ခတွေအလုံးမိဖျောက်သွားစေခဲ့ပါတယ်။ငါတားလီမိဟာအမေဘွားရဲ့အားကိုးရပဲအမေမင်းကိုတိတ်ချစ်တယ်။ဒါပေမဲ့အဲ့ဒီတဲ့င်းဟာတော်မီလိုပြန့်နှံ့သွားပြီးတော့ နန်းတော်ထဲကမိဖုရားကြီးနှစ်ပါးရဲ့နားရဲကိုရောက်ရှိသွားခဲ့ပါတော့တယ်။သူတို့ဟာတရှူတယောက်ကိုခေါ်ယူပြီးအချင်းအနီကိုစုံစမ်းခိုင်းခဲ့ပါတယ်။မိဖုရားကြီးတို့ဗျာနှင်ထုတ်ခံလိုက်ရတဲ့မိဖုရားအောင်မွန်ဒီဟာသားတယောက်ဖွားမြင်ပြီးတော့ပုံနှံအူတယောက်ရဲ့အိမ်မှာပုံအောင်နေပါတယ်ဗျာ။ဘာ?သူကကလေးမွေးတယ်ဟုတ်လား?ဟုတ်ပါတယ်။ကျွန်တော်မျိုးမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ကလေးနဲ့တူပျော်ရွှင်နေရပါပဲ။ ပြီးတော့အဲ့ဒီကလေးကတာမန်ကလေးတယောက်ပုံစံမျိုးလည်းမဟုတ်ဘူးမိမယားကြီးနှစ်ပါးဟာတယောက်မျက်နှာတယောက်ကြည့်ပြီးတောင်းလန့်သွားခဲ့ကြပါတယ်အကေ၍မင်းကြီးသာဒီသတင်းကြားသွားခဲ့ရင်တော့အောင်ဝန်ဒီကိုနန်းတော်တွေကိုပြန်ခေါ်လာလိမ့်မယ်ဟုတ်တယ်ညီမတော်ငါတို့အဲ့ဒီကလေးကိုအမြန်ဆုံးဖယ်ရှားမှာဖြစ်မယ်ဘလို့ဖယ်ရှားမှာလဲမတော် စိတ်မပူပါနဲ့ဒီကိစ္စမှာငါတို့ကိုကူညီနိုင်မဲ့ဆုံးစရာတယောက်ကိုငါသိတယ်ဒီညာပဲသူ့စီကိုသွားချောက်စို့ အဲ့ဒီညမှာပဲမိမိရန်နှစ်ပါးဟာအသွင်ယူပြီးတော့တော်နယ်ထဲကဆုံးစရာကြီးတယောက်ရဲ့ကူကိုလျှို့ဝှက်စွာတွားရောက်ခဲ့ကြပါရဲ့ဟာဟာဟာကျိုးစိုးပါတယ်မိမိရတို့မင်းတို့နှစ်ယောက်ငါးစီရောက်လာမယ်ဆိုတာငါကြိုတီးပြီးသားပါကျမတို့အောက်ဝင်ကြီးရဲ့ကလေးကို အပီးသက်ရှင်းပြစ်နေတယ်ဆုံးစရာကြီးကလျှို့ဝှက်စွာပြုံးလိုက်ပြီးအဲ့ဒီကလေးကတာမန်ကလေးတယောက်မဟုတ်ဘူးမိဖုရားတို့သူကငါနှစ်ပေါင်းများစွာစောင့်မျှော်ခဲ့တဲ့ကလေးပဲ ဘာလို့ဆိုလိုတာလဲသူ့ချောင်းနေပြည်ရဲ့နေမှာသူ့ကိုရစ်ပူစောပြီးတော့ငါ့အသက်ကိုမသိစေသွင်းရလိမ့်မယ်အဲ့ဒီနောက်မှာတော့တကဘာလုံးကိုငါဥဆိုးရမှာပေါ့မိမယာကြီးနှစ်ပါးဟာဝမ်းသာသွားကြပါတယ်ဒါဆိုရင်တော့ကျမတို့စိုးရိမ်စရာမလိုတော့ဘူးပေါ့ဟုတ်တယ်ကျမတို့ရဲ့စစ်တီရော်တွေကိုခလေးကိုခိုးယူခိုင်းပြီးတော့အရှင်းစင်ကိုပို့ပေးလိုက်မယ်အဲ့ဒီနောက်မှာတော့ကျမတို့ရဲ့စိုးရိမ်မှုတွေအလုံးကအဆုံးသက်သွားတော့မှာပဲ။ ူတို့နန်းတော်ကိုပြန်ရောက်တော့တရှုကိုခေါ်ပြီးမင်းအောက်မွန်ဒီရဲ့ကလေးကိုတွားခုခဲ့ပြီးရင်တော်ရဲရကူကြီးထဲမှာရှိတဲ့စုံးဆရာကြီးစီကိုတွားဖို့လိုက်ဒါကတော့မင်းအတွက်ရွှေတန်းကနေပဲဒီကိစ္စကိုဘယ်သူမှမသိစေနဲ့လို့အမိန်ပေးလိုက်ပါတယ်အဲ့ဒီညမှာပဲတရှုဟာပုံနှောင်းဦးကြီးရဲ့အိမ်ထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးအိမ်မောကြနေတဲ့ကလေးငယ်ကိုခိုးယူသွားခဲ့ပါတော့တယ်ပြီးတော့စုံးဆရာကြီးရဲ့ကူထဲကိုတွားရောက်ပို့ဆောင်ပေးခဲ့ပါတော့တယ် နောက်တနေ့မနေ့အောင်ဝန်ဒီနိုးလာတဲ့အခါမှာတော့သူ့ဘေးမှာရှိနေရမယ့်သားလေးဟာပျောက်ဆုံးနေခဲ့ပါပြီ။ငါသားငါသားလေးဘယ်မှာလဲ။ဖယားဖယားငါသားလေးဘယ်ရောက်သွားတာလဲ။သူမရဲ့အော်ဟီငိုယူတဲ့ကြောင့်ပုံနာဦးကြီးရောက်လာပြီ။ဘာဖြစ်တာလဲသမီး။အရှင်ကျမသားလေးကျမသားလေးပျောက်သွားပြီ။အောင်ဝန်ဒီဟာအယူတယောက်လိုလန်ရီပေါ်မှာသူ့သားလေးရဲ့နာမည်ကိုအော်ခေါ်ရင်းလိုက်ရှာနေခဲ့ပြီးမြဲ့ ပမောင်းမှရှာလို့မတွေ့ခဲ့ပါဘူးတယ်။တာတော်လေးပြောင်းဆုံသွားပြီးရဲ့နောက်မှာတော့မိဖုရားအဝန်ဒီဟာစိတ်ဝေဒနာတည်တယောက်လို့ဖြစ်သွားခဲ့ပါတယ်။သူဟာရွာရီရဲ့လမ်းမတွေပေါ်မှာသပင်ဖယုံဖျဲအဝတ်စားစုပ်ပြက်တွေနဲ့သူ့သားလေးရဲ့နာမည်ကိုအော်ခေါ်ရှင်းနဲ့ရှောက်သွားနေခဲ့ပါတော့တယ်။သူ့ကိုတွေ့တဲ့လူတိုင်းကလည်းသူ့ကိုအယူမတယောက်လို့ပဲသဘောထားကြတာပေါ့။တဖက်မှာလည်းမြင်းကြီးတေးစားဟာနန်းတော်ထဲမှာအထီးကျန်ချင်းမြောင်စွာနဲ့ လောင်နတရားတွေကိုခန်းစားနေခဲ့ရပါတယ်။ငါးနှစ်တောင်ကြာသွားခဲ့ပြီ။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အောင်ဝန်ဒီနဲ့သူ့ရဲ့ယင်သွေးလေးအကြောင်းကိုတရက်မှမေးလို့မရခဲ့ပါဘူးလေ။ဖယားဖယားငါမားခဲ့တယ်။ငါရဲ့အမကိုသာပြန်ပြင်ခွင့်ရခဲ့ရင်တိတ်ကောင်းမှာပဲ။ငါမိဖယားအောင်ဝန်ဒီနဲ့ခလီလေးဘလို့များနေကြမလဲမသိဘူး။အဲ့ဒီခလီကငါရဲ့ယင်သွေးအစ်စ်များဖြစ်နေမလား။သူ့ရဲ့နောင်နာတရားတွေက သူကတော့နဲ့ကြီးထဲကရေကန်ဆက်စီကို ပြန်လည်ရောက်ရှိသွားစေခဲ့ပါတယ်။လွန်ခဲ့တဲ့9နှစ်ကသူအောင်ဝန်ဒီနဲ့ပထမဆုံးတွေ့ဆုံခဲ့တဲ့နေရာပေါ့။သူဟာအဲ့ဒီနေရာမှာပဲထိုင်ပြီးအတိတ်ကိုပြန်တွေ့ရင်းမျက်ရည်တွေကျနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲသူရဲ့ရှိကိုထူးဆန်းတဲ့အဖေါ်ဟူတယောက်ရောက်လာခဲ့ပါတယ်။မင်းကြီး၊တင်ဒီနေရာကို ပြန်ရောက်လာပြန်ပြီကို။ဒီနေရာကတင်မီပြအောင်ဝန်ဒီနဲ့ပထမဆုံးဆုံတွေ့ခဲ့တဲ့နေရာပဲမဟုတ်လား။ သင်သင်ဘာလုပ်လဲဒါရီကိုဘလို့လုပ်သိနေရတာလဲသင်မသိသေးတဲ့အရာတွေကိုတော့ငါသိတယ်အဲ့ဒီကလေးကဘသူကလေးလဲဆိုတာကိုလည်းငါသိတယ်အဖွာတောင်းပန်ပါတယ်ကျွန်တော်ကိုအမှန်တရားကို ပြောပြပေးပါကျွန်တော်အရာအလုံးကိုသိချင်ပါတယ်အဖွာအိုကတက်ပြင်းချလိုက်ပြီဒါဆိုရင်တော့နားထောင်မင်းကြီးလွန်ခဲ့တဲ့6နှစ်နီးပါးလောက်ကပေါ့သင်ဒီနေရာမှာတာသမီမရှိလို့ငိုကြွေးနေခဲ့တဲ့အဲ့ဒီညမှာပဲသင်ရဲ့မိဖုရားအောင်မွန်ဒီဟာ သူ့ရဲ့ဆရာမိခင်ဖြစ်တဲ့ကျမစီကိုရောက်လာခဲ့တဲ့ဆရာမိခင်ကျမရဲ့အရှင်သခင်ဟာသာသမီမရှိလို့အလွန်ပူဆွေးတော့ကရောက်နေပါတယ်။သူ့ကိုသာသမီရဏရောင်ကူညီပေးပါလို့သူကတောင်းဆိုခဲ့တယ်။ဒါပေမဲ့သင်ရဲ့အရှင်သခင်မှာကျိန်စာရှိနေတဲ့သမီ သူဘယ်တော့မှဖခင်တယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ကျမကပြောခဲ့တယ်။အဲ့ဒီလိုတော့မပြောပါနဲ့ဆရာမိခင်။ကျမကဆရာမိခင်ရဲ့တပည့်ပါ။ဘလိုမျိုးစမ်းသပ်မှုမျိုးကိုမဆိုကျမခံယူရပါတယ်။ ကျမရဲ့အရှင်သခင်ကိုဖခင်တယောက်ဖြစ်အောင်ပဲကူညီပေးပါလို့သူကတနာခံခဲ့တယ်။အဲ့ဒီအချိန်မှာကျမကသူ့ကိုကောင်းပြီလေ။ရမေဒီစမ်းသပ်မှုကလွယ်မှာမဟုတ်ဘူး။မင်းဟာမင်္ဂလာဦးညာပါပဲကိုဝန်ဆောင်ရလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအတွက်ကြီးမားတဲ့ပေးဆက်မှုတစ်ခုကိုပေးဆက်ရလိမ့်မယ်။မင်းအပေါ်မှာလူတွေဟာတန်တရားဝင်ကြမယ်။အဆက်ခွဲကြမယ်။မင်းဟာတရားမဝင်တဲ့ကလေးကိုလွယ်ထားရတယ်လို့စွပ်စွဲခံရလိမ့်မယ်။အရေးအကြီးဆုံးကတော့ အကယ်၍မင်းသားဒီလျှို့ဝှက်ချက်အမှန်တရားကိုဘသူကမဆိုဖွင့်ပြလိုက်မယ်ဆိုရင်မင်းရဲ့ကလေးဟာမမွေးခင်မှာပဲတေဆုံးသွားလိမ့်မယ်လို့ကျမကသတိပေးခဲ့တယ်။အဲ့ဒီခါမှာအောင်မွန်ဒီကကျမအားလုံးကိုတီးခံပါမယ်ဆရာမီခင်။အဆက်ခွဲခံရတာဆုတ်ဆွေးခံရတာအားလုံးကိုကျမလက်ခံတယ်။ကျမရဲ့အရှင်သခင်ဖခင်တယောက်ဖြစ်လာဖို့အတွက်ဆိုရင်ကျမအရာအားလုံးကိုရင်ဆိုင်ဖို့အသင့်ပါပဲလို့ကတိပေးခဲ့တယ်။အခုနားလည်ပြီလားမင်းကြီး။တင်းရဲ့မိဖုရားဟာ တင့်ကိုဖခင်တယောက်ဖြစ်စေဖို့အတွက် သူ့ကိုသူမိဘုံတွေကိုတွန်းချခဲ့တာပဲသူဟာတင့်အတွက်ရှက်တရားတွေအထီးတန်မှုတွေကိုတယောက်တည်းရင်ဆိုင်ခဲ့ရပါမိမ့်အမှန်တရားကိုတော့ဘသူ့ကိုမှဖွင့်မပြောခဲ့ဘူးအဖွားဝင်ရဲ့စကားတွေကြောင့်မင်းကြီးဒေဇာဟာမိုးကြိုးပြစ်ချခံလိုက်ရတယ်လို့တုံ့လုံသွားခဲ့ပါတယ်ဖခင်ဖခင်ငါဘလောက်တောင်မြကန်းတယောက်လိုဖြစ်ခဲ့ပါလဲငါရဲ့အောင်းဝန်ဒီကငါ့အတွက်ဒီလောက်ကြီးမာတဲ့စွန့်လို့အနစ်နာခံမှုတွေလုပ်ခဲ့တာကို ငါကသူ့ကိုတော့တရားခံတယောက်လို့သဘောထားမိခဲ့ပါလား။ဒါဆိုအဲ့ဒီကလေးကငါရဲ့သွေးသားရင်းပဲပေါ့။ငါရဲ့အမွေဆက်ခံသူပဲပေါ့။မင်းကြီးဟာအဖွာအုံကိုကျေးဇူးတင်စကားပြောပြီးတော့အောင်ဝန်ဒီကိုရှာဖွေဖို့အတွက်တောအနှံရွာအနှံကိုလိုက်လံရှာဖွေခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့သူဟာအဝူအစားအဆုပ်အပြက်တွေစပင်ဖြိုးဖျဲတွေနဲ့တစ်ပင်တစ်ပင်အောက်မှာကြောင်ကြီးထိုင်နေတဲ့အောင်ဝန်ဒီကိုပြန်လဲတွေ့ရှိခဲ့ပါတယ်။ သူဟာအောင်ဝန္ဒီရဲ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီးတော့အောင်ဝန္ဒီငါရဲ့မိဖုရားငါဟာအလွန်ကြီးမားတဲ့ပြည်သားတစ်ယောက်ပါမိငါအတွက်ဒီလောက်ထိလုပ်ခဲ့ပေးတာကိုငါငါမင်းကိုငါ့ကိုခွင့်လွှတ်ပေးပါ အောင်ဝန္ဒီရဲ့လို့ရှိုက်ကြီးတငင်ကိုကြွေးရင်နဲ့တောင်းပန်လေးပါတော့တယ်သူတို့နှစ်ဦးဟာအထင်အမြင်လွဲမှားမှုတွေအလုံးကိုဖြည့်ရှင်းပြီးရင်တော့မာတော့မင်းကြီးကငါတို့ရဲ့သားတော်ကိုဘယ်သူမှငါတို့စီကနေခွဲထုတ်လို့မရတော့ဘူး ငါတို့တောင်ကိုအတူတူပြန်ချာကြဆုံလို့ဂတိပေးလိုက်ပါတယ်။သူတို့နန်းတော်ထဲပြန်ရောက်လာတော့မင်းကြီးဟာတချိုးတွေကိုခေါ်ပြီးတားတော်လေးရဲ့တရင်ကိုအမြန်ဆုံးစုံစမ်းခိုင်ခဲ့ပါတယ်။မကြခင်မှာပဲတချိုးတွေဟာတရင်အပြည့်အစုံနဲ့ပြန်ရောက်လာခဲ့ပါတော့တယ်။အရှင်မင်းကြီးတားတော်လေးကိုမိဖုရားနှစ်ပါးကခိုးယူခိုင်းခဲ့ပြီးတော့တောထဲကစုံစီရတယောက်စီကိုပို့ထားပါတယ်ဗျာ။ မင်းကြီးဟာမိဖုရားကြီးနှစ်ပါးကိုနဲတော်တရားစီရင်ခံမကိုချက်ချင်းခေါ်ယူစစ်ဆေးတဲ့အခါမှာတော့သူတို့ဟာအမန်တရားအလုံးကိုဝန်ခံခဲ့ကြပါတယ်။မင်းကြီးဟာဒေါသတကြီးနဲ့ဒီသစ္စဖောက်တွေကိုပါ ဆုံးဆရာကြီးရဲ့ဂူကိုတခါတည်းခေါ်သွားကြလို့အမိန်ပေးလိုက်ပါတယ်။သူတို့အလုံးဆုံးဆရာရဲ့ဂူကိုရောက်တော့ဆုံးဆရာကြီးဟာချောင်းနှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့တာရောကလေးကိုရစ်ပူဆုံးဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ရက်လိုက်စဲလူရောက်မှာ ငါရဲ့သားကိုဘာလို့မလို့လဲဟာဟာမင်းကြီးနောက်ကျသွားပြီသူ့ကိုပူဇော်ပြီးရင်တကဘာလုံးကိုငါအုပ်ဆိုးတော့မှာပဲမင်းကြီးဟာစုံစရာကြီးကိုအနိုင်တိုက်ပြီးနောက်တချို့ရင်းကမိဖုရားကြီးနှစ်ယောက်ကိုဖမ်းဆီးလိုက်ပါတယ်မင်းကြီးဟာသူ့ရဲ့သားတော်လေးအနာကိုချင်းကပ်သွားခဲ့ပါတယ်ငါသားမင်းဘာမှမဖြစ်ဘူးနော်တင်းတင်းဟာဘာတူလဲငါငါကမင်းရဲ့ဖခင်ရင်မဲကျွန်တော်မှအမေလည်းရှိသေးလားရင်ရှိတာပေါ့ငါသားရဲ့ မင်းရဲ့မိဟာမင်းကိုစောင့်မျှော်နေတယ်။လာငါနဲ့လိုက်ခဲ့ပါ။လာအဖေနဲ့လိုက်ခဲ့ပါ။မင်းကြီးဟာသားတော်လေးကိုခေါ်ဆောင်ပြီးနန်းတော်ကို ပြန်လာခဲ့ပါတယ်။တရားစီရင်ခံမှမှပြည်သူတွေအလုံးဟာအဖြစ်မှန်ကို သိရှိသွားကြပြီးတော့မိဖုရားအဝန်ဒီကိုဝိုင်းဝန်းတောင်းပန်ကြပါတယ်။မိဖုရားအဝန်ဒီကလည်းအလုံးကိုပြန်လဲခွင့်လို့ပေးခဲ့ပါတယ်။မင်းကြီးကစစ်တီရောတီတက်စပေါ့မိဖုရားနှစ်ယောက်ကိုထောင်ထဲမှာတသက်တကျွန်းချတာလိုက်တော့လို့ အမိန်ပေးလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့နန်တော်ကြီးဟာပထမဆုံးအကြိမ်အဖြစ်တကယ့်ငြိမ်းချမ်းမှုကိုပြန်လည်ရရှိသွားခဲ့ပါတယ်။မင်းကြီးတေးဆောင်ပြပရအောင်ဝန်တီနဲ့သူ့ရဲ့သားတော်လေးတို့ဟာတဦးကိုတဦးပွေဖက်ရှင်နဲ့ပျော်ရွှင်တဲ့မိသားစုဘဝကိုပြန်လည်ပိုင်ဆိုင်သွားကြပါတော့တယ်ရှင်။မင်္ဂလာဆောင်ပြီးနောက်ရက်မှာပဲကုံဝန်ရှိလာလို့ဖြင်းနှံခံခဲ့ရတဲ့မိပြောင်းလို့အမိရတဲ့ဇလန်းကောင်းလေးကိုပြောပြလို့ပြပါပြီ။ ဇလန်လီကိုအဆုံးထိလိုက်ပါအပိနာစင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ကြပါစေရှင်။